Iron Man ရုပ်ရှင်သားအကြီးအကျယ်ကြာဆုံးခဲ့ရင် Marvel ကုမ္ပဏီတစ်ခုလုံးဒီဝါလီခံရပြီးတော့ MCU ဆိုတာလည်းဖြစ်လာမှာမဟုတ်ဘူးဆိုတာသိသိပါသလား။ဒါ Corporation တွေရဲ့အကြီးမားဆုံးနှုတ်ဝတ်ချက်တွေကတစ်ခုပါပဲ။ဒီဇက်လောင်တေချာနားလည်ဖို့ဆိုရင်ကျမတို့အချိန်နောက်ပြန်သွားရပါမယ်။1990ခုနှစ်ဒီမှာ Marvel ဆိုတာဒီဝါလီခံကနီကောမစ်ကုမ္ပဏီတည်လေးတစ်ခုပေါ့။တို့ရဲ့အဖိုးတန်ဆုံးသားသမီးတွေဖြစ်တဲ့ Spider-Man ကို Sony စီ X-Men နဲ့ Fantastic Four ကို 20th Century Fox စီမှာရောင်းချပြီးတော့အသက်ဆက်ခဲ့ရတယ်။ အချိန်ဒီလက်ကုံရောင်းစရာ character တွေလက်ကုံကန်ကြီးဖြစ်လာတဲ့အခါမှာ Marvel ကသူတို့သမိုင်းမှာအကြီးမားဆုံးနဲ့အယူတဆုံးအလောင်းစားတစ်ခုကိုပြုလုပ်ဖို့ဆုံးဖြတ်လိုက်တယ်။သူများကိုရုပ်ရှင်ရိုက်ခိုင်းမဲ့စားငါတို့ကိုယ်တိုင်ရုပ်ရှင်စတူဒီယိုထောင်ပြီးရိုက်မယ်ဆိုတဲ့အကြံပေါ့။အဲ့တော့သူတို့က Marvel Studio ဆိုတဲ့ corporation အသစ်တစ်ခုကို Megan Company နဲ့တရားဝင်ခွဲထုတ်ပြီးတော့မှတည်တံ့တည်ထောင်ခဲ့တယ်။ ပြီးတော့သူတို့ပိုင်ဆိုင်သမျှကြံရှိနေတဲ့ character အကောင်းစားတွေအားလုံးကိုအပေါင်းပစ္စည်းအနေနဲ့ထည့်ပြီးတော့ Vanessa ကနေဒေါ်လာ925သန်းကိုချီးခဲ့တယ်။ Iron Man ကိုရိုက်ကူးဖို့တော့ပေါ့။ဒါ corporation ရဲ့အဓိကလိုအပ်ချက်ပဲ။ Marvel Studio ဆိုတာကတရားဝင်ခွဲထုတ်ထားတဲ့တရားဝင်ဒိုင်းက legal sheet တစ်ခုပဲ။တကယ်လို့ Iron Man သာကြာရှုံးခဲ့မယ်ဆိုရင် Ban တွေက character တွေရဲ့ rights ကိုသိမ်းမယ် Marvel Studio ဆိုတဲ့ corporation ကြီးကဒီဝါလီခံရမယ် ဒါပေမဲ့သူ့ရဲ့မိခင်ကုမ္ပဏီကြီးကတော့လုံးဝ safe ပဲ။ဒါကို limited liability လို့ခေါ်တယ်။ဒါပေမဲ့ခဏစဉ်းစားကြည့်ပါ။ Marvel Studio က corporation တခုမဟုတ်ဘဲနဲ့လူတယောက်ထဲက sole proprietorship အနေနဲ့တဦးပိုင်လုပ်ငန်းဆိုရင်ဒီဒေါ်လာတန်း900ကျော်ကိုချီးပြီးလုပ်ခဲ့မယ်ဆိုရင်ဘာဖြစ်သွားမလဲ။အဲ့လူရဲ့ဘဝတခုလုံးဘလို့ပြည့်စည်သွားမလဲ။အဲ့လိုကြောက်စရာကောင်းတဲ့အခြေအနေကိုနားလည်ဖို့အတွက် unlimited liability အကြောင်းကိုသိထားဖို့လိုတယ်။ အဲ့ဒီအကြောင်းကိုတော့ကျမရဲ့ Soul Provider ရှင်ဗီဒီယိုမှာအသေးစိတ်ရှင်းပြထားပြီးဖြစ်တယ်။ဒါပေမဲ့ Marvel ရဲ့အလောင်းစားအောင်မြင်ခဲ့တယ်။ Robert Downey Jr. ဆိုတဲ့ Rick များရဲ့မင်းသား Iron Man ဆိုတဲ့ B-list character အဲ့ဒီ Rick တွေအားလုံးကအောင်မြင်မှုတွေဖြစ်လာခဲ့တာ။ပြီးတော့အဲ့ဒီရုပ်ရှင်ရဲ့အစုံက Post Credit Scene မှာ Nick Fury ပေါ်လာတဲ့ Avenger Initiative အကြောင်းကိုပြောခဲ့တယ်။အဲ့တော့ဒါကရုပ်ရှင်ကားတစ်ခုရဲ့အဆုံးသတ်မဟုတ်ဘဲနဲ့ယူနီဘာ့စ်တစ်ခုရဲ့အစဆိုပြီးတော့ပြိတ္တတရောကဘာရောအကုန်တိသွားတယ် အဲ့နောက်မှာ Disney က Marvel ကိုဒေါ်လာ၄ဘီလီယံနဲ့ဝယ်ယူခဲ့တယ်။ MCU ကကမ္ဘာအောင်မြင်မှုအကြီးဆုံးရုပ်ရှင် franchise ဖြစ်လာခဲ့တယ်။အနှစ်ပြန်ချုပ်ရရင်ဒီနေ့ကျမတို့မြင်တွေ့နေရတဲ့ဒေါ်လာဘီလီယံပေါင်းများစွာတန်းတဲ့ MCU ဆိုတဲ့ Empire ကြီးတစ်ခုလုံးပေါ့။အဲ့ဒါကအစတုန်းကဒီဝါလီခံခံကြီးကုမ္ပဏီလေးတစ်ခုပဲ။သူ့ရဲ့အယူသွတ်ဆုံးအလောင်းစားကြီးတစ်ခုပေါ်မှာတည်ဆောက်ခဲ့တာ။ အဲ့အလောင်းစားကြီးကိုပြုလုပ်နိုင်ခဲ့တယ်ဆိုတာလဲ corporation ဆိုတဲ့တရားဝင်ဖွဲ့စည်းပုံကပေးတယ် limited liability ဆိုတဲ့တရားဝင်ဌာနကရှိနေခဲ့လို့ပဲအဲ့တော့ဒါ founder တွေအတွက်အရေးကြီးဆုံးသင်ခန်းစာပဲကိုယ့်ရဲ့ကိုယ်ပိုင်ပတ်စံကိုမထိခိုက်စေဘဲနဲ့ business မှာကြီးကြီးမားမားစွန့်စားခြင်းနဲ့ဆိုရင် corporation ရဲ့ legal ရှိအကြောင်းကိုနားလည်ထားရမယ်ဒီလိုကဘာကျော်ဇက်လန်တွေရဲ့နောက်ွယ်က business strategy ကိုစက်ပြီးလေ့လာခြင်းနဲ့ဆိုရင်ကျမရဲ့ page ကိုအခုပဲ follow လုပ်ထားလိုက်ပါ